Hello အားလုံးပဲမင်္ဂလာပါ Knowledge from Violin ဆိုရဲ Lin ရဲ့ channel လေးကနေပြန်လည်ပြီးတော့သူစုလိုက်ပါရဲ့အဲဒီနေ့ Lin ကပေါ့အအနာယူကိုထိုက်တန်ပါရဲ့ဆိုရဲအာ title လေးနဲ့ပေါ့နော် Lin က sharing လေး knowledge sharing လေးလုပ်ပြီးခြင်းပါရဲ့အာ Lin နေနေပေါ့နော်ဘာလို့ဒီ topic လေးကိုပြောပြလဲဆိုလို့ရှိရင်ပေါ့နော်ရှေ့ဘက်တောက်ကြာနေလောက်က Lin က ခွင့်ခဲ့ပေါ့နော်အာဘာဖြစ်လဲဆိုလို့ရှိရင်လေက၃ဘတ်ဆက်တိုက်တော့ဒါအကြောင်းလေးနေမကောင်းလို့အကြောင်းစီးခန်းနေသွားရတာစနေတနေ့ခွနေ့တွေမှာပြီးလို့ရှိရင်တနေ့ခွနေ့တွေမှာ block ခိုက်ဖို့လိုရတဲ့ခါကျတော့သူကအရန်နေပြန်မန်းနေရဲ့အဲဂျာတဲ့ကဗုဒ္ဓဟူးဆိုတဲ့ရက်မှာလဲလင်းဖာသွားလုလိုက်မိလဲဆိုတော့လင်းနေနေဒါကာကွယ်စည်းတွေသွားထိုးလိုက်တဲ့အချိန်ကျတော့ခန္ဓာကိုယ်ကအရန် pain ဖြစ်လာရဲ့အာလူကနည်းနည်း exhaust ဖြစ်လာရဲ့ပေါ့နော်အဲ့အချိန်မှာလင်းနေနေအော် အာရှေ့တစ်ဖက်မှာလည်းကိုယ်အနေနဲ့လုံးဝအာအရေးကြီးရဲ့အလုပ်တစ်ခု deliver လုပ်စီရလည်းရှိနေတယ်။အဲခါကျတော့လင်းနေတဲ့ body အရင် pain ဖြစ်လာတဲ့ခါကျလင်းအလုပ်အာယုံဆိုင်တဲ့အချိန်မှာအာယုံဆိုင်လို့မရတော့သတိထားမိလိုက်တယ်။အဲ့နဲ့ငါအနာယူမှာဖြစ်မယ်ပေါ့နော်။အဲဒါပေမဲ့ခုမှလည်းအရေးကြီးရဲ့အလုပ်တွေလည်းလုပ်စီရလည်းရှိနေတယ်။ဒါပေမဲ့ငါအနာယူမှာဖြစ်မယ်။တရက်လောက်အနာယူလိုက်တော့မှငါအနေနဲ့ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေမှာငါခွန်အားပြင်းနဲ့ဆက်လုပ်နိုင်မှာဆိုတာကိုသတိထားမိရခြင်းကြောင့်လင်းခွင့်တိုင် ခွင့်တိုင်လိုက်တဲ့ချိန်မှာလည်းဒါလူကြီးတွေကလည်းဟိုကိုအမှန်တိုင်းပြောပြရတဲ့အတွက်ခွင့်ပြုပေးလိုက်တယ်ခွင့်ပြုပေးလိုက်တဲ့အခါကျတော့နင်းတင်တဲ့အာညနေပိုင်းလောက်လဲကြတော့နင်းတင်တဲ့နားရမယ့်ကိစ္စကိုမနာဘဲနဲ့ဘာလုပ်နေလဲဆိုတော့ရှင်ရင်အာ vlog တွေဆက်လက်ရှာနေတာအာပြီးလို့ရှင်ကိုရဲ့ဒီ career အတွက်စာရင်းလေးလာနေတာကိုကဘဝနာပိုင်းရှာရတဲ့လိုအပ်မဲ့ ဒါဟိုဒီလိုအပ်မဲ့ဒီ knowledge တွေကို လင်ရှားနေရာလေးကိုသတိထားမိလိုက်တယ်။အဲ့ဒါနည်းနည်းစဉ်းစားရင်ငါဘာဖြစ်လို့အာငါအနေနဲ့နားလို့ရနေတဲ့ကိစ္စကိုဘာလို့မနာပဲနဲ့ငါစတိုက်တွေလုံနေရလဲဆိုပြီးတော့အဖြေရှာရင်ညဘက်မှာလည်းဖြစ်မတွေ့ခဲ့ဘူးအဲ့ဒါနဲ့လေအိတ်လိုက်တယ်။အိတ်လိုက်ပြီးတော့အာမနဲ့လဲကြတော့6နာရီခွဲလောက်ကြီးကိုလင်းနိုးနေ။အာစောကြီးပဲ။ အဲနိုးနေတဲ့ခါကျတော့လင်းနေတဲ့ဒါမေဒီတေးရှင်းလုပ်တာတရားထိုင်တာအာစသဖြင့်လင်းလုပ်ပြီးွားတဲ့ချိန်မှာအယုံသွားလိုက်ရင်ကောင်းမလားဆိုရဲအတွေးဖြစ်တယ်ဒါပေမဲ့ငါခွန့်တိုင်ပြီးသွားပြီဒါပေမဲ့ငါခန္ဓာကိုယ်လည်းပိန်းရမ်းဖြစ်နေတယ်ငါအနေနဲ့အာယုံသွားလို့မရဘူးပေါ့နော်ဟိုလူကစိတ်ကသာသွားခြင်းညာခန္ဓာကိုယ်ကထလို့မရအောင်အဲ့ဒါနဲ့အဆက်အိမ်မယ်ဆိုတော့အိမ်လို့မရအောင်ဖြစ်နေအဲ့ဒါနဲ့ဖြေရှာမဟုတ်သေးဘူးပေါ့နော် အိမ်မှာလည်းငါ့ကိုပြောမဲ့လူလည်းမရှိသေးဘူးဘာဖြစ်လို့ငါအိတ်ချင်တာငါအိတ်လို့မရလဲငါရုံးသွားဖို့ပဲငါဘာလို့စူးစမ်းနေရလဲစသဖြင့်အလင်းဖြေရှာလိုက်တဲ့ချိန်ကျတော့နင်းကအော်ဒီမွေးကလေးကနေပြီးတော့ဒီ28ရက်ထိကဒါအတော်ရင်းနဲ့နေတာအဲအတော်ရင်းနဲ့နဲ့တိုင်နဲ့နေတာဖြစ်တဲ့အတွက် သူတို့ကဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ပုံစံကအမြဲတမ်းကွာ restless လို့လဲဆိုလို့ရှိရင် သူတို့နားရပြီဆိုလို့ရှိရင်တခုမဟုတ်တခုသူတို့တခုတ်ခုတ်လုပ်နေတတ်တယ်အိမ်ကမေမေရောအတော်ရီရောအဲ့လိုလုပ်နေတတ်တယ်ကွာအဲ့ဒါကိုသတိထားမိလိုက်တယ်အဲ့ချိန်မှာစပြီးတော့မှအာဘာလို့လဲဆိုလင်းငယ်လေးတုန်းကအဲ့ချိန်မှာစပြီးသင်ဖာသတိရပါတယ်ဆိုတော့ဩငါငငယ်လေးတုန်းကငါရဲ့အတော်ရီကငါအိတ်နေပြီဆိုလို့ရှိရင်အဲနေကငပြင်း အဲနေမြင့်နေမြင့်ထားသေးဘူးလားနေတော်တော်ပြင်းလာပဲစသဖြင့်အဲ့နေပွားစီပွားစီမြည်ရပါကလေးတယောက်စနေတနေ့ဝင်နားနေရတဲ့ချိန်မျိုးတွေမှာအဲ့ဒါရေးစပြီးတတိထားမိရဲ့အာပြီးလို့ရှိရင်သူတို့ကတစ်ခါတလေကြာရင်လင်းအိတ်နေလို့ရှိရင်အိတ်ဟာကြီးဆွဲပြီးတော့တိမ်ပလိုက်တာရင်းဘာကြီးလှုပ်တယ်။ခါကြရွေးရောက်လို့လင်းကဒါအခန်းလေးလှုပ်ထားလို့ဆိုဆိုလို့ရှိရင်လည်းအခန်းထဲကိုတစ်ခါတလေကြာရင်ဝင်ဝင်လာပြီးတော့ချောင်းကြည့်ရတယ်ဘာကြီးလှုပ်တယ်။အဲ့လိုကြီး ဖြစ်တာတွေလည်းရှိရပေါ့နော်ကိုယ့်ကို insecure ဖြစ်တယ်ဘယ်လိုပြောမလဲဆိုတော့နာနေလို့ရှိရင်ငါပြစ်ပြောခံရမှာပဲဆိုတော့စိတ်ဆာဖြစ်တယ်ငါငပြင်းဖြစ်နေတာဆိုတော့စိတ်ဆာဖြစ်လာတယ်ပေါ့နော်အော်အဲ့ဒါကြီးကြောင့်ဖြစ်တာပါလားဆိုပြီးတော့လင်းကသဘောပေါက်သွားတယ်သဘောပေါက်တဲ့အချိန်မှာတော့အော် အာသူတို့ကလည်းဒါဆက်ဆက်ကျွန်တော်နည်းနည်းလေးတော့ဒေါသထောင်းနေနေတော့ဖြစ်သွားတာပေါ့နော်အဲနောက်တော့မှကိုကူစိတ်ပြန်ရှော့လိုက်တယ်အော်သူတို့လည်းဒါသူတို့ရဲ့ဖြတ်တန်းခဲ့ live မှာသူတို့ကိုတရားရောက်ကနေပြီးတော့အာဒီနားနေလို့ရှိရင်နေရငပြင်းစသဖြင့်သူအမိုက်တွေပုံချခဲ့လို့သူတို့လည်းသူတို့သင်ခဲ့တဲ့အတိုင်းငါတို့ကိုပြင်သင်တာပါလားဆိုပြီးတော့တတိယဝါရဲ့ချိန်မှာအာလင်းနေနေကိုကူကူပြန်ပြီးတော့ trip ပွေရပါတော့အာ trip ပွေလိုက်တယ် အာဘာဘာလို့ဆိုအဲ့အတော်ကြီးကဟိုတယောက်ကမရှိရောနောက်တယောက်ကလည်းသူ့ဟာနဲ့သူသူသူ့ရဲ့ဒီတခြားနေရာမှာသူ့ဟာသူသွားနေနေရဆိုတော့နင်းကိုပြောမဲ့လူကတော့တိတ်တော့မရှိဘူးမမေတော့ရှိရပါတော့အဲဒါပေမဲ့မမေကလည်းဒါနေမကောင်းလို့နားတာဆိုတော့သူ့အနေနဲ့တိတ်ဘာမှလည်းထရီတူတူပြောမနေဘူးအဲ့ဒါကိုမှလင်းရဲ့စိတ်က insecure တက်လာတာပေါ့နော်အဲ့ဒါနဲ့လင်းနေနဲ့ဒီ insecure တက်လာတဲ့အချိန်မှာလင်းဘာလုပ်ရလဲဆိုတော့ကိုကိုကိုဖတ်လိုက်ပြီးတော့ပေါ့နော်ဘာလို့ဆို ကလီလီဒါ inner child ဘဝမှာဒါတင်းနေချောဘဝမှာကိုစပြီးတော့ဒီခံစားချက်တွေစဖြစ်လာတာ restless တွေစဖြစ်လာတာဖြစ်နေအားဆိုတော့နင်းနေတဲ့အာကိုကိုပြဖတ်လိုက်တယ်ငါနားလို့ရတယ်ငါအဆင်ပြေရဲ့ငါငပြင်းလုံးနေတာမဟုတ်ဘူးငါနောက်ထပ်အလုပ်တွေလုပ်ဖို့ငါအားယူနေတာ စသဖြင့်ကိုကိုပေးဖက်ပြီးတော့ဒါပြောလိုက်တယ်ပေါ့နော်ပြောလိုက်ကို reprogram ပြန်လုပ်ရတာပေါ့နော်သူအနေနဲ့နှစ်ပေါင်းများစွာမှသူနားလို့ရှိရင်သူငပြင်းဆိုတဲ့ဟာကြီးကပြောခန့်နေရတာဖြစ်တဲ့အတွက်တော့ restless ဖြစ်နေတဲ့အနေထားကိုသူ့ကိုပြန်ပြီးတော့ထွေးပွေးလိုက်တဲ့ချိန်မှာသူနည်းနည်းပြန်အိတ်လို့ရပါတယ်လင်းပြန်အိတ်လို့ရပါတယ်ဒါပေမဲ့ပြန်ပြီးတော့ထမင်းထစားတဲ့ချိန်မှာတော့ဖြစ်လဲဆိုတော့မင်းစားနေနေတော့မူးသွားတယ်သူကမူးပြီးတော့ဒီမျက်ခုံးတဝိုက်လုံးဝမူးသွားပြီးတော့လုံးဝ အိမ်ကထားလို့မရတဲ့အချိန်ကြီးပြန်ဖြစ်သွားတယ်။အဲ့ဒါနဲ့အာလင်းဒီနဲ့ဖြေရှာရပေါ့နော်။အာဘာဖြစ်လို့ထမင်းစားနေရုပ်တရက်ကြီးမူးတက်သွားတာလဲဘာလဲဆိုတော့လင်းအတွေးလွန်နေရရှိရဲ့အဲ့ချိန်ကြီးတော့အာပြီးလို့ရှိရင်လင်းနေနဲ့ဘာရှိလဲဆိုလို့ရှိရင်ငါကအာအနာယူခြင်းငါနေမကောင်းမှဖြစ်မယ်ဆိုရဲ limiting belief ပေါ့ဗျာစပြီးတော့တွေ့သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ အာအိမ်နေကနေလည်လောက်မှာပဲဖေဖေကနေပြီးတော့မေးရမမေးကိုအာအလင်းတော့ဒါရိုက်လာမမေးဘူးပေါ့နော်အာတမိကမဖြစ်တာလည်းပေါ့ဒီနေ့ရုံမသွားဘူးဆိုတော့အာနဲ့သူနေမကောင်းလို့သူဖြားနေလို့သူမသွားတာဆိုပြီးတော့အာပြောရတဲ့အချိန်မှာဖေဖေမေးရအမေကိုတော့မလင်းကဒေါသဖြစ်နေအမှန်တိုင်းပြောဘေးသားမှာကြားတာကြားနေရကိုယ်မေးရလည်းမဟုတ်ပဲအာဒေါသဖြစ်နေအောင်ဟုတ်သေးဘူးပေါ့နော်အဘလို့တော့ဒါဖြစ်တာလေပြီးလို့ရှိရင်ညလေလေကြာကိုမူးထဲမူးလေမူးွားတဲ့အချိန်ကြီးဖြစ်သွားပြီဆိုတော့ အာအဲ့မှာဆက်ပြီးတော့မှတည်ရကအထော်ရရဲ့ငပြင်းတို့ဘာလို့ပြောနေရဲ့အချိန်မှာငါနားချင်ရင်ငါဖျားမှဖြစ်မှာဖျားနေလို့ရှိရင်နေမကောင်းလို့ရှိရင်ငါနားရမှာဆိုရဲ့စိတ်ကြီးဖြစ်သွားတာအဲ့ဒါကြောင့်မလလင်းနေနေကအပြည့်ဝနားရဲ့အချိန်ဆိုဖဲချိန်မှနားလဲဆိုလို့ရှိရင်နေမကောင်းတဲ့အချိန်မှနားနေနားထားရှိတယ် အော်အဲ့တော့မှ ကိုကိုစိတ်ထိရှော့လိုက်ပြီးတော့ okay ငါအတွက်ကဒီတိုင်းဆိုလို့ဆိုရင်ငါနေကောင်းသွားပြီးရင်လည်း restless ကြီးဖြစ်နေတော့မှာအဲ့တော့ငါဘယ်လိုမျိုး restless မဖြစ်အောင်ဘယ်နေတိုင်းနေတိုင်းမှာဘယ်လိုမျိုးလေးလုပ်လို့ရလဲဆိုပြီးတော့လင်းစပြီးတော့နေလန်းလေးရှာရဲအဲ့ဒီနားတဲ့လင်းနေနဲ့ခွင့်ယူလိုက်တဲ့ရက်ရဲ့ဒါပိတ်ရက်ဒီမှာလင်းဘယ်လိုလေး balance ဖြစ်ဖြစ်နားလို့ရလဲဆိုပြီးတော့လင်းနေနဲ့ တကယ်ပဲရှာရှာတွေ့ရဲ့ challenge လုပ်ကြည့်ရဲ့အချိန်မှာတော့တကယ်ကိုအအနာရှူရလဲရောက်တဲ့နီလန်လေးတွေ့ခဲ့ပါတယ်အဲ့နီလန်လေးကိုလည်း sharing လည်းလုပ်ပြီးချင်ပါအဲ့နီလန်လေးရမှာပထမဆုံးချက်က physical rest အနည်းတော့အဲ၈နာရီအပြည့်ရအောင်အိပ်တာပါအဲ့အဲ့တဲ့အချိန်မှာလည်းရှင်းထားရအပြည့်ရအောင်အိတ်ပေါ့နော်အာလုံးဝတက်တဲတဲ့ဝက်ဆိုက်ကိုဝတ်မထားဘဲနဲ့တက်တောက်တက်တာနေထားလေးနဲ့၈နာရီလောက် အပြည့်အိတ်တာပါ၈နှစ်ရီထက်လို့ပုံမအိတ်သင့်ပါဘူး၈နှစ်ရီထက်ပို airline ပါဖြစ်သွားလဲဆိုတော့ဘင်းတကယ်လဲစမ်းပွဲခနာကိုကြီးလေးပြီးတော့ခိုင်းရနာပြီးတော့ဒီအာမအီမသားဖြစ်ပြီးတော့အဲ့ဒီနှစ်တနေ့လုံးခနာကိုလေးလံသွားပါရဲ့အဲ့ဒါလဲ wrestler ဘက်ကို တည်ပါပါတယ်အဲ့တော့၈နာရီအပြေဝပဲအိပ်ပါဒီထပ်ပို့ပြီးတော့မအိပ်ပါနဲ့ဆိုပြီးတော့ယောဂကျင့်နာအာယောဂကျင့်နာတို့အာဒီကိုခန္ဓာကိုယ်နှိမ့်နေတဲ့ mass လောက်တာလို့လည်းလုပ်လို့ရပါတယ်အဲ့ဒါရေတော့ sign နေသွားပြီးတော့လည်းလုပ်လို့ရတယ်ပေါ့နော်သူကရေယောဂကျင့်နာလေးကြီးမနက်ပိုင်းညီမှာလုပ်လို့ရပါတယ် အခုက Mandarus Mandarus အနေနဲ့ဆိုလို့ရှိရင် task တစ်ခုနဲ့တစ်ခုကြားထဲမှာ9မိနစ်10မိနစ်နားအဲ့ဒါကတော့လင်းမြဲတမ်းလုပ်တယ် task တစ်ခုနဲ့တစ်ခုကြားထဲမှာ9မိနစ်10မိနစ်နားလိုက်တယ်ဒီ task တစ်ခုပြီးနောက် task တစ်ခုကိုချက်ချင်းတော့ဆက်မပါဘူး9မိနစ်10မိနစ်နားလိုက်တယ် meeting ဆိုတဲ့အတိုင်းပဲဒီ meeting နဲ့နောက် meeting နဲ့ကြားထဲမှာလင်း9မိနစ်10မိနစ်ချားပြီးတော့နားလေးရှိရယ်ဘာဖြစ်လို့ဆိုလင်းအဲ့လိုလောက်တာကအပြင်းထူတာတော့မဟုတ်ဘူးဒီ concentration ကောင်းအောင်လို့ပါဇက်တိုက်ကြီးသွားလိုက်ပြီဆိုလို့ရှိရင်လင်းတို့ concentration လုံးဝကျသွားပါတယ် အဲ့တော့အဲအဲ့ test တစ်ခုနဲ့တစ်ခုနဲ့ကြားရဲမှာတော့ link 5မိနစ်တော့ဒါလေးရှိရဲ့နောက်တစ်ခုကကြတော့အဲကိုရဲ့အတွေးလေးခံစားချက်တွေတက်လာလေးတွေကိုအဲ့5မိနစ်နားတဲ့အချိန်မှာလည်းခြာရေးလို့ရရေးရရေးရအကျင့်လေးရတယ်လုပ်လို့လုပ်တာရှိပါတယ် so ပြီးတော့ sensory rest ပါ sensory rest ကဘယ်လိုလဲဆိုလို့ရှိရင်လည်းတို့ Facebook တို့ YouTube တို့ TikTok တို့ဘာမှမသုံးမဲနဲ့ social တိုင်းကိုလောက short လိုက်တာဖုန်းနဲ့နည်းနည်းဝေးဝေးလေးမှနေလိုက်တာပါအဲ့အချိန်ကတော့အာပြီးလို့ရှိရင်အာဘာလို့လဲဆိုလို့ရှိရင်အကိုအနေနဲ့ status တိုင်းလေးထားပါအုံနေရမယ်ဖြစ်ဖြစ်တနေရာကိုပဲဖြစ်ဖြစ်ကိုအဲ့လိုမျိုးကြာ2 minute 30လောက်ကြည့်ပြီးတော့ အာနေရပေါ့နော်အဲ့ဒါကလည်းတရားထိုင်တာနဲ့စင်ပါတယ်တရားလုံးဝထိုင်လို့မရတဲ့လူက extraneous style တွေကိုသုံးကြည့်ပါဟိုအုံနေရန်လိုနေရာမျိုးကိုကြကြာလေးကြည့်လိုက်တာကြကြာလေးကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့အတွေးတွေခံစားချက်တွေအကုန်ပေါ်လာပါလိမ့်မယ်တရားထိုင်တယ်လို့မျိုးအခါကျရင်အဲ့အတွေးခံစားချက်တွေခြာရည်လို့ရတယ်အဲ့တော့အဲ့ဒါလည်းကိုရဲ့ဒီဟိုပါစိတ်ကိုကိုအနာပေးရဲ့အဲမှာလည်းပါပါတယ်ဆိုရှင်တိတ်ဆိတ်တဲ့နေရာမှာနေရကိုရဲ့အခန်းကတော့တိတ်ဆိတ်နေရ noise မဖြစ်ဘူးဆိုရင်တော့အကောင်းဆုံးပေါ့နော်အဲ့ဒါကတော့လုံးဝ အဲ့နေစရာမလိုဘူးကိုအနေနဲ့အေးဆေးလေးတတောင်တပါလေးထိုင်နေလို့ရှိရင်တော့မှဒါ nervous လေးဖြစ်ရရောက်ပါတယ်။ဟိုနောက်တစ်ခုကကြတော့ကိုကို ဒီ emotional rest ပေါ့နော်ကိုကို judgment မလုပ်တဲ့သူတွေနဲ့စကားပြောရပါလင်းတို့တခါကြကြရင်ဖွင့်လို့ရှိရင်လေတကယ်ချင်းဒီက blame လိုက်တာနဲ့ပို့ပြီးတော့မောသွားရရက်တွေရှိရမလားအဲ့တော့ကိုကိုလုံးက judgment မလုပ်မဲ့လူကိုရှာပြီးတော့စကားပြောပါအဲ့ဒါကလည်းနည်းနည်းတော့ခက်တယ်လင်းစီမှာတော့ judgment မလုပ်တဲ့တကယ်ချင်းဆိုတော့ရှာနေရပေါ့နော်အဲ့တော့အဲ့ခါကြရင်လင်းဖာလို့ဲဆိုလို့ရှိရင်တော့လင်းကတော့လင်းရဲ့ journaling ခြာရေးကကိုရဲ့အတွေးတွေခံစားချက်တွေအကုန်လုံးစာအုပ်မှာခြာရေးလိုက်တာမျိုးတော့လုပ်လို့ရှိရဲ့ အာတချို့ကိစ္စတွေကကြတော့ဟိုဒီ judgment မလုံးနိုင်တဲ့တငယ်ချင်းတွေရှိတယ်။တချို့ကိစ္စလေးတော့ပြောပြလို့ရတယ်။အဲ့ပြောပြလို့ရတဲ့ case case တွေတော့ဒါဟို judgment မလုံးတဲ့တငယ်ချင်းတွေနဲ့စကားပြောတာလုံးဝ judgment မလုံးတဲ့တငယ်ချင်းရှာမရအောင်ဆိုရင်တော့လင်းရတော့ပါလေဆိုတော့လင်းရဲ့ mentor တို့ counselor တို့နဲ့ဒါ booking လုပ်ပြီးတော့စကားပြောတာမျိုးတွေ ဒါတော့လုံသေးလုံထားလို့ရှိပါတယ်အဲ့တော့အဲဒါကလည်းသူတို့ ਨੇ စကားပြောအချိန်ကလည်း energetic feeling ပေါ့ပြောမှဆိုဆိုရင်စိတ်ခွန်အား feeling ကိုပြန်မျှော်ရှာယူရတဲ့အချိန်လေးဖြစ်ပါတယ်ဒါလည်းကိုယ့်ရဲ့အနားယူရတဲ့အချိန်ထဲမှာ ပါပါတယ်။တခါတလေကြာရင်နားယူနေရဲ့ချိန်လေးမှာအာအလုတ်လေးလာပြောတာမျိုးလေးတွေရှိတတ်တယ်။သူတို့ကတော့ဒါကတော့မနာစေခြင်းလို့မဟုတ်ပါဘူး။သူတို့တတိယတော့လာပြောတာလေးရှိတတ်တယ်။အဲဒီချိန်မှာကိုယ်အနေနဲ့ post ဘုံလုံးလို့ရတဲ့အလုတ်လေးတွေရှိရင်တော့ no ဆိုပြီးတော့ပြောလိုက်ဒီချိန်လေးတော့လုံးလို့မရပါဘူး။အာဒီချိန်လေးကလည်းနည်းနည်းပမန်းနေလို့ screen တိုင်းလေး short ကျင်လို့ခေါင်းမူးနေလို့စသဖြင့်ပြောလို့ရတယ်။အာဒါကတော့ကိုယ့်ကို guilty မဖြစ်ဘဲနဲ့ပြောနိုင်ဖို့လည်းရည်ကြည်ပါတယ်။အာကြံကိုယ့်မိဟာလှုပ်လာခိုင်းတဲ့ချိန်မှာကိုယ့် body ကအရင် pain ဖြစ်နေလို့မလုံးနိုင်ဘူးဆိုလို့ရှင်ရင်လည်းအာမမေတော့ဒီချိန်လေးမှာတော့မလုံးနိုင်စသဖြင့် say no ဆိုတဲ့စကားလေးကိုတော့ကိုယ့်ကို guilty မဖြစ်ဘဲပြောနိုင်ဖို့ရည်ကြည်ပါတယ်။ကိုယ့်အနာရှူနိုင်တော့မှ channel လို့ဒီကိုဆက်လုံနိုင်မှာမဟုတ်လို့ပါ။ social rest အနေနဲ့တော့ကိုယ့်ကိုစိတ်ခွန်အားပေးရလူတွေနဲ့တွေ့ရဆောင်းနာလင်းပြောသလိုပေါ့လင်းဆိုလို့ရှိရင်တော့ judgment မလုပ်တဲ့တငယ်ချင်းအရင်မရှိရတဲ့အတွက်လင်းကတော့ mentor တွေအာ counselor တွေနဲ့စကားပြောရတော့များတယ်အဲ့တော့ mentor healer တွေနဲ့တော့လင်းစကားပြောလို့ရရှိပါတယ် creative rest creative rest အနေနဲ့ကြတော့ဗာလဲဆိုလို့ရှိရင်အခန်းထဲမှာနေပြီးတော့တခြင်းနေတိုင်းအရင်ညောင်းတဲ့တခြင်းလေးတွေ music လေးဖွင့်ထားပြီးတော့နားထောင်တာမျိုးကဒါ creative rest လို့ခေါ်ပါတယ်။ခါစကြရင်လည်းတို့မျိုးရဲ့တခြင်းလေးနားထောင်ပြီးတော့ကခုံလိုက်တာလဲဒါလဲ rest တမျိုးပါပဲ။ဒါအဲ့ဒီမှာ rest မဟုတ်ဘူး။ကခုံလိုက်တာတခြင်းဆိုလိုက်တာလဲ rest တခုပဲ။ပြီးလို့ရှိရင်လင်းဆိုလို့ရှိရင်တော့ဒီမျက်ခင်ပြင်းနေမှာလမ်းလျှောက်တာတခါစကြရင်အပင်တွေများတဲ့နေရာတွေကိုကြည့်ပြီးတော့ အာမော့ကြည့်ပြီးတော့လမ်းရှောင်းနေရမျိုးမျက်လုံးကိုအနာပေးရမျိုးပေါ့နော်အဲ့ဒါမျိုးလေးလည်းလုံးလေးလုံးထားရှိပါတယ်ဒါလည်း rest မျိုးပါတယ်စာအုပ်ဖတ်တာစာအုပ်ဖတ်တဲ့နေရာမှာတော့ဒီနေရာမှာတော့လည်းအနေနဲ့ငါနော်လေးရှာဖို့စာအုပ်ဖတ်တာဆိုတာထက်ငါအတွက်စိတ်သက်သာသက်သာ ဖြစ်ဖို့အာငါဒီတိုင်းလေးပဲဖတ်လိုက်တာဆိုရင်စိတ်လေးနဲ့ပဲတော့ဖတ်ပါလင်းလို့မျိုးတော့မလုံးနဲ့ပေါ့နော်လင်းဆိုလို့ရှိရင်တော့ ဟဲ့ငါဒီချိန်ကမင်းလင်းလေးရတာငါအနေနဲ့ career အတွက်စာလုပ်အောင်မယ်ဒီ Saudi တွေဖတာငါဒီ knowledge တွေအများကြီးရဖို့ငါစာလုပ်အောင်မယ်ဆိုရယ်စိတ်ကြီးနေလို့လိုက်တဲ့ခါကြတော့ခါကြ restless ဖြစ်တယ်တဲ့အော်ဒါကတော့ဟိုတချို့အတွက် ကတော့ Saudi ထဲမှာ knowledge ရှာရတဲ့လူပညာရှာရတဲ့လူရှိရတဲ့လူတွေကြတော့ဒီအခြေအနေမျိုးမှာတော့ကိုယ့်ရဲ့စိတ် intention ကငါအနေနဲ့စိတ်တတောင်းတတဘောပပလေးနေချင်လို့ဒီတိုင်းလေးပဲစာအုပ်ဖတ်လိုက်တာဆိုရယ်စိတ်ကလေးနဲ့ဖတ်ရင်တော့ပူပြ pressure ရောပါလိမ့်မယ် အာပြီးလို့ရှိရင်အာကိုယ်အတွက်ပေါ့နော်ဒီ rest ဖြစ်နေတဲ့ချိန်မှာဒီနားနေတဲ့ချိန်မှာကိုယ်သက်ဟိုဟို heavy ဖြစ်မဲ့အစာအစာထက်စားလို့ရှိရင်တော့ပေါ့ပေါ့ပပဖြစ်မဲ့ဟိုဒီအစာ digestion ကောင်းမဲ့အစာအစာမျိုးတွေစားပေးရလေလို့တင်ပါတယ်အော် for example yoga ပေါ့နော်ဒီဒိန်ကျွန်းတို့ပါတော့တဘာဝဒိန်ကျွန်းတို့ပါတော့ပေါ့နော်အဲအဲ့ဒါမျိုးလေးတွေစတဲ့နေအများကြီးတော့မစားနဲ့ပေါ့နော်အဲဒါကတော့အစီဓာတ်တွေပိုပြီးတော့များများလာနိုင်တယ် ယောဂတိစားပေးရပြီးလို့ရှိရင်အဲ့ဒီရက်တွေက coffee တို့ juice တို့ရှောင်ပေးရကပို့ပြီးတော့ဒီခန္ဓာကိုယ်ရဲ့ပေါ့ပါမှုကိုပို့ပြီးတော့ကောင်းစေရပြီးတော့ရှင်မြမြတောက်တာအဲ့လိုခြေမျိုးတွေလုပ်ပြီးသင်ပါတယ်ပြီးလို့ရှိရင် spiritual rest spiritual rest အနေနဲ့တော့လေးစောနာပြောသလို journaling လုပ်တာဘယ်သူကမှပြောစရာမရှိတဲ့လူကတော့ journaling ထားရေးလိုက်တာပိုကောင်းပါတယ်ကိုယ့်ရဲ့အတွေ့အကြုံစမ်းချက်တွေသူများ judge လုပ်နိုင်တဲ့ယာရီကောင်းလုံးထားရေးလိုက်ပါ အဲအဲ့ဒါကပို့ပြီးတော့အဆင်ပြေစေပါအော်ပြီးလို့ဆိုရင်ဒါဖះရရှိကိုတာဒီတရားထိုင်တာပေါ့เนาะဒါတော့လင်းပြဲရဲလုံးလေးလောက်ထားရှိပါတယ်မနက်ပိုင်းဆိုလို့ရှိရင်15မိနစ်တရားထိုင်တယ်ညနေပိုင်းဆိုလို့ရှိရင်လည်း15မိနစ်တရားထိုင်တယ်အဲ့တော့ဒီ15မိနစ်တရားထိုင်တာလေးတွေကဒါလည်းကိုယ့်ရဲ့စိတ်ကို rest ပေးနေတဲ့ပုံပါပဲအဲ့တော့တရားဒီဖះရှိကိုနေတဲ့ချိန်လေးဟဲ့ချောင်းအာယုံရောက်နေပဲဖះကိုတရားရှိကိုနေရလေဒါကို rest ယူရတဲ့ပုံပါပဲအဲ့တော့ ဒီလောက်ဆိုလို့ရှိရင်တော့ seven type of rest ရဲ့အကြောင်းကိုကောင်းကောင်းသိပါမယ်ထင်တယ်အနာယူပုံယူနီပုံစံတွေကအိမ်နီးပဲရှိရမဟုတ်ပဲနဲ့တခြားနီးလန်းတွေရှိပါလားဆိုတာလေးကိုလည်းဒီချာလေးသိပါမယ်ထင်ပါတယ်ဒင်းကိုရိုင်းလည်းဒီ rest လေးတွေကတော့ဒီနားရည်နီးမှလောက်တာမဟုတ်ပဲနဲ့ spiritual rest ကတော့လင်းနေနဲ့တော့ဒီတိုင်းလိုလိုလုပ်နေတဲ့ rest တွေမှာပါပါတယ်ဒါ spiritual rest လေးလုပ်တဲ့အာပြီးလို့ရှိရင်ဒီလမ်းလျှောက်တာလေးတွေ test တစ်ခုနဲ့တစ်ခုကြားမှာ break လောက်တာလေးတွေစသဖြင့်လင်းအရော daily life မှာတော့ ော့ဒါလင်းသုံးလို့ရတဲ့ဟာမျိုးလေးတွေတော့လုတ်တယ်ပေါ့နော်သူကခန္ဓာကိုယ်လေးက balance ဖြစ်ပြီးတော့ကိုယ်ကိုအဲနာနာနီနီလေးနေနိုင်တော့မှဒါလေးလင်းတို့တခက်အရေးကြီးတဲ့အလုပ်တွေကိုလုပ်တဲ့ချိန်မှာခွန်အားစိတ်အားအပြည့်နဲ့လုပ်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ video လေးကနေပြီးတော့ အာ seven types of rest ဆိုရဲအကြောင်းလေးကိုအဲတိတိချာချာလေးနားလည်သွားပြီးတော့နားနီမျိုးစုံနဲ့ဘလိုလေးနားလို့ရလဲကိုယ့်ကိုယ်ဘလိုလေးစဉ်းစားလေးဆက်ဆံလို့ရလဲဆိုအနည်းငယ်လေးတွေကိုသိသားလောက်မယ်ထင်ပါသေးတယ်။အဲ့တော့လင်းရဲ့ channel လေးလင်းရဲ့ video လေးတွေကိုအားပေးကြရတဲ့တို့တယောက်ချင်းစီရိုင်းပဲကျေးဇူးတင်ပါသေးတယ်။နောက်ထပ်စီစီစီ video တစ်တင်နဲ့လာအောင်မလို့လင်းရဲ့ channel လေးကိုဆောက်မြော်ပြီးတော့အားပေးပါအောင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်။နောက်ထပ်စီစီစီ video တစ်တင်မှာပြန်ဆုံပါမယ်နော်။ Here I love you all ပါရှင်။